လူတိုင်းလူတိုင်းကတခုခုကိုလုပ်တော့မယ်ဆိုလို့ရှိရင်အတွေးတွေထဲမှာအရင်ဆုံးစတင်ကြပါတယ်လူတိုင်းကအတွေးတွေကနေစတင်ကြတာပါအတွေးတွေတွေးပြီးတဲ့အခါမှာလှုပ်ဆောင်ချက်တွေကိုလှုပ်ဆောင်ကြပါတယ်လှုပ်ဆောင်ချက်တွေကနေမှတစ်ဆင့် habit ဆိုတဲ့အကျင့်တွေဖြစ်ပေါ်လာပြီးတော့မှအဲ့ဒီအကျင့်တွေက ဘွားတွေကိုဖန်တီးပြီးတော့တာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ဘွားဘယ်လိုမျိုးဖြစ်ချင်တာလဲ။ကိုကဘယ်လိုဘွားပုံစံမျိုးကိုလိုချင်တာလဲ။ပြီးတော့ပျော်ရွှင်ကောင်းမွန်တာယာပြီးတော့မှတိုးတက်တဲ့ဘွားမျိုးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အတွေးပထမဆုံးအခြေခံနံပါတ်1ကိုယ့်ရဲ့အတွေးတွေနဲ့စိတ်ခံစားချက်ကိုပြုပြင်ပြောင်းလဲရမှာပဲဖြစ်ပါတယ်။ပျော်ရွှင်မှုတွေနဲ့ပတ်သက်လာလို့ရှိရင်လူတွေကပျော်ရွှင်မှုကိုလိုက်ရှာတတ်ကြပါတယ်။ဆိုတော့ပျော်ရွှင်မှုကိုလိုက်ရှာကြတဲ့ကပျော်ရွှင်မှုကကိုယ့်စီမှာရှိမနေလို့ပေါ့နော်။နောက်ပြီးတော့ကိုကကိုယ့်မှာရှိတဲ့အရာတွေကိုမမြင်တတ်လို့ပါ။ကိုယ့်မှာရှိတဲ့အရာတွေကိုတတ်မိုးထားပြီးတော့ကျေးဇူးတရားစိတ်နဲ့မကြည့် က်လို့ကိုကမပျော်မရွှင်ဖြစ်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ပျော်ရွှင်စေလောက်မဲ့အရာတွေကိုလိုက်ရှာရင်းနဲ့မပျော်ရွှင်တော့တဲ့ဒေါ်ထဲမှာပိတ်မိနေပြီးတော့မှလှုပ်တင်တဲ့အရာတွေကိုမလှုပ်ဖဲနဲ့ဘဝကကိုထင်ထားသလိုဖြစ်မလာတာမျိုးတွေရှိတတ်ပါတယ်။ဒီနေ့ဒီဗီဒီယိုထဲမှာတော့ positive vibe နဲ့ happy life ဆိုတဲ့ဘဝကိုရရှိအောင်ဘယ်လိုမျိုးတွေပြုလုပ်ရမလဲဆိုတာကိုချမ်းက sharing လုပ်ပေးသားမှာပဲဖြစ်ပါတယ်။ Universe ရဲ့ Lord of Attraction အရာကောင်းမွန်တဲ့ခံစားချက် good vibe တွေကကောင်းမွန်တဲ့အရာတွေကိုဘဝထဲမှာဖြစ်ပေါ်စေပြီးတော့မှကိုယ့်ရဲ့ negative thinking မကောင်းတဲ့ခံစားချက်နဲ့ဒေါသတွေကတော့ကိုယ့်ရဲ့ဘ ဝထဲမှာမကောင်းတဲ့အရာတွေကိုပဲဖြစ်ပေါ်စေပါတယ်။အဲ့ဒါကို lot of attraction လို့ခေါ်ပါတယ်။ဒီစကြဝဠာထဲမှာအရာဝတ္ထုပစ္စည်းတွေသာမကပဲနဲ့လူတွေရဲ့စိတ်ခံစားချက်တွေမှာလည်း frequency ချိန်နှုန်းတွေရှိကြပါတယ်။ဆိုတော့ကိုထုတ်လုပ်လိုက်တဲ့စိတ်ခံစားချက်အပေါ်မူတည်ပြီးတော့ frequency ချိန်နှုန်းတွေကကိုယ့်အပေါ်တံပြန်တက်ရောက်မှုအမြဲတမ်းရှိနေပါတယ်။စိတ်ဆိုတာစွမ်းအင်တွေရှိတဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့စိတ်ကိုသတိလက်လို့တွေးချင်ရတွေးဖြစ်ချင်ရဖြစ်ဆိုပြီးတော့ပြစ်ထားလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာမပျော်ရွှင်မှုတွေပျော်ရွှင်မှုတွေဆိုတာကိုကဘယ်တော့မှသတိထားပြီးမြင်နိုင်မှာမဟုတ်ပါဘူး။ပြီးတော့ကိုယ့်ရဲ့ဘဝအန်ရဲ့ များကြီးရှိပါတယ်။စိတ်ရဲ့အကြောင်းကိုအများကြီးနားလည်ဖို့လိုအပ်ပါတယ်။ Lot of attraction ကကောင်းတဲ့စိတ်ခံစားချက်တွေကိုထုတ်လွှင့်ပြီးတော့မှကိုယ့်ရဲ့ energy တွေကကောင်းမွန်တဲ့ frequency vibration အနေနဲ့စီစဉ်သွားမယ်ဆိုလို့ရှိရင်ကောင်းတဲ့အရာတွေကို attract လုပ်နိုင်မှာဖြစ်ပြီးတော့မှမကောင်းတဲ့စိတ်ခံစားချက်တွေဒေါသတွေဖြစ်ပေါ်နေမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘဝထဲမှာမကောင်းတဲ့အရာတွေကိုပဲအမြဲတမ်း attract လုပ်နေမိမှာပဲဖြစ်ပါတယ်။တရှိတဲ့မဲ့အရာတွေအကုန်လုံးက atom တွေနဲ့ဖွဲ့စည်းကြတာဖြစ်ပြီးတော့မှအဲ့ဒီ atom တိုင်းမှာလည်း vibration တွေရှိကြပါတယ်။ဒါကြောင့်ကိုယ့်ရဲ့အတွေ့စကားခံစားချက်အပြုမူတိုင်းရဲ့တုံ့ခါမှု vibration ည်နေကဘဝမှာကြီးမားတဲ့အပြောင်းအလဲတွေကိုအမြဲတမ်းဖြစ်ပေါ်စေပါတယ်။ good life positive life လို့ခေါ်တယ်ပျော်ရွှင်တဲ့ဘဝတစ်ခုကိုရရှိဖို့အတွက်ကိုယ်စီရထွက်တဲ့ energy တွေကိုထုတ်လုပ်လိုက်တဲ့စိတ်ကံစားချက် frequency တွေကအများနဲ့အပေါင်းသဘောဆောင်ဖို့လိုပြီးတော့မှ frequency တွေလည်းမြင့်တက်နေဖို့လိုပါတယ် ကိုယ့်ရဲ့ဘဝအခြေအနေနဲ့ပတ်သက်ပြီးတော့အများအန်းအစိတ်အလိုမကျဖြစ်နေတာဒေါသကြီးတာဝမ်းနေတာစိတ်တက်ကြတာတခခုအဆင်မပြေတာရှိတိုင်းဒုက္ခတနေတာအဲ့လိုမျိုးအရာတွေကကိုယ့်ရဲ့ energy ကိုကျစေပြီးတော့မှအနှုတ်သဘောဆောင်တဲ့ frequency တွေကိုပဲထုတ်လုပ်ပေးရပဲဖြစ်ပါတယ်အဲ့လိုမျိုးအနှုတ်သဘောဆောင်တဲ့ frequency တွေထုတ်လုပ်လိုက်တာနဲ့အလှရောက် law of attraction ကကိုယ့်ရဲ့ဘဝတွေကိုကိုကအဲ့ဒီအရာတွေနဲ့ပတ်သက်တဲ့မကောင်းတဲ့အရာတွေကိုပဲအများအန်း attract လုပ်နေမှာပဲဖြစ်ပါတယ်ပျော်ရွှင်မှုတွေရေမောမှုတွေမြင့်တာထားမှုတွေအကောင်းမြင်တတ်မှုပြီးတော့ခန္ဓာကိုယ်တက်ကြွလှုပ်ရှားမှုတွေကတော့အပေါင်းသဘောဆောင်တဲ့ frequency တွေကိုထုတ်လုပ် ပြီးတော့မှကိုယ့်ရဲ့ energy စိတ်ဆွမ်းအားတွေကိုမြင့်တက်စေပါတယ်။ကောင်းမွန်ပျော်ရွှင်တဲ့ဘဝတစ်ခုရဖို့အတွက်ကကြတော့ပတ်ဝန်းကျင် ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကိုယ့်ရဲ့ခန္ဓာကိုယ်ဂရုစိုက်မှုစားသောက်နေထိုင်မှုပုံစံတွေကိုအားလုံးချိန်ညှိပြီးတော့ပြောင်းလဲရမှာပဲဖြစ်ပါတယ်။နံပါတ်၁တစ်ချက်အနေနဲ့ပတ်ဝန်းကျင်ပေါ့နော်။ပတ်ဝန်းကျင်လို့ပြောလိုက်လို့ရှိရင်အပြင်ပတ်ဝန်းကျင်လည်းပါတယ်လို့ social media ပတ်ဝန်းကျင်လည်းပါပါတယ်။အဲ့တော့ surround yourself with positive people ပါ။ကိုယ့်ရဲ့ဘဝမှာအဲ့တော့ positive thinking တွေရကျင်နေအကြည့်တက်ရကျင်နေကိုယ့်ရဲ့ဘဝမှာအမြဲတမ်းအဲ positive vibe ကိုရကျင်နေဆိုလို့ရှိရင်တော့ကိုယ်ဘေးနားမှာရှိနေတဲ့လူတွေကိုတတိထားဖို့လိုပါတယ်။ကိုယ်ဘေးနားမှာရှိနေတဲ့လူတွေက toxic တွေလားကိုယ့်ရဲ့တငငချင်းလည်းဖြစ်ချင်းဖြစ်မယ်။အတိမိတ်ဆွေတွေလည်းဖြစ်ချင်းဖြစ်မယ်။ပြီးတော့နောက်တစ်ခုကိုယ့်ရဲ့မိသားစုဝင်တွေကလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်။တခါတလေမှာသူတို့က toxic person တွေလည်းဖြစ်နေတတ်ပါတယ်ဒါကြောင့်မို့လို့ကိုယ်ဘေးနားမှာရှိတဲ့လူတွေကိုအမြဲတမ်းသတိထားပြီးတော့ကြည့်တတ်ဖို့လိုပါတယ်ကိုယ်ဘေးနားမှာ toxic person တွေအမြဲတမ်းရှိနေတယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဘဝကကိုယ်က positive vibe ကိုရအောင် ကြိုးစားနေတယ်ဆိုလို့ရှိရင်တော့မသူတို့နဲ့တွေ့လို့ရှိရင်အမြဲတမ်းတစ်ခုမဟုတ်တစ်ခုအဆင်မပြေတာဒေါသထွက်တာမျိုးတွေရှိရပြီးတော့မှကိုယ့်ရဲ့ positive vibe ကိုပြက်ပျက်စီးသွားစေမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ surround yourself with positive people ပါအာ ပဝန်းကျင်ကောင်းရရှိဖို့အတွက်အရင်ရေးကြည့်ပါတယ်ဆိုရှယ်မီဒီယာပေါ်မှာဆိုလို့ရှိရင်လေအာကိုနဲ့မသက်ဆိုင်တဲ့လူတွေ energy ကို drain ဖြစ်စေမဲ့အရာတွေကို share တဲ့လူတွေနဲ့အဲ friend ဖြစ်တာမျိုး follow ထားတာမျိုးလုံးဆရာမလိုပါဘူးပေါ့နော်ကိုယ့်ရဲ့ energy ကို drain ဖြစ်စေမဲ့အရာမျိုးတွေလူမျိုးတွေပြီးတော့ကိုယ့်ရဲ့ positive vibe ကိုပျက်စီးစေမဲ့လူမျိုးတွေဆိုလို့ရှိရင်တော့အပြင်လောကမှာရော social media မှာရောဒါခက်ခွက်ခွာနေဖို့အတွက်အရေးကြီးပါတယ်ဒါမှသာလျှင် positive vibe ဆိုတော့ ကိုယ့်ရဲ့ energy အကြည့်ဓာတ်ကိုထိန်းသိမ်းနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့စိတ်ခံစားချက်ကောင်းဖို့အတွက် body language ကိုပြောင်းလဲရမှာပဲဖြစ်ပါတယ်အမြဲတမ်းမျက်နှာဒီနေနေတာစူပုတ်နေတာထိုင်းမိုင်းနေတာတွေကကိုယ့်ရဲ့ energy ကိုကျစေပြီးတော့မှအနှုတ်သဘောဆောင်တဲ့ frequency တွေကိုထုတ်လုပ်ပေးတာပဲဖြစ်ပါတယ်လေ့လာမှုတွေအရာကိုကမပြုံးကျင်မဲနဲ့ပြောင်းလိုက်တဲ့ face mind တစ်ခုက endorphin လို့ခေါ်တဲ့ hormone တွေကိုထွက်စေပြီးတော့မှကိုယ့်ရဲ့စိတ်ခံစားချက်ကိုပြောင်းလဲသွားစေနိုင်ပါတယ်ဒါကြောင့်မို့လို့အမြဲတမ်းစူပုတ်နေတာလေးလံထိုင်းမိုင်းနေတဲ့ body language တွေမျိုးအမြဲတမ်းနေနေတာမျိုးမဟုတ်ဘဲနဲ့ပျော်ပျော်ရွှင်ရွှင်ပျော်ပျော်ရွှင်ကိုယ့်ရဲ့ ိတ်ခံစားချက်တွေကိုပေါ်ပါလွတ်လပ်စေပြီးတော့မှပျော်ရွှင်စေမဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်အပြုမှုမျိုးတွေကိုပြုလုပ်တင်ပါတယ်အဲ့တော့ကိုကအမြဲတမ်းစိတ်သက်ကြရတယ်သို့မဟုတ် energy တွေကုန်ခန်းနေရသို့မဟုတ်ကိုယ့်ရဲ့စိတ်မှာ positive vibe တွေမရှိဘူးလို့ခံစားရတယ်ဆိုလို့ရှိရင်တော့ဒီ body language နဲ့ပတ်သက်ပြီးတော့သတိထားပြီးတော့မှကိုယ့်ကို confident ရှိစေမဲ့အာစိတ်ထဲမှာကို confident ရှိစေမဲ့ပျော်ရွှင်စေမဲ့ အဲ့လိုပြုံးလိုက်တာမျိုးစမက်ကြက်ကြက်နေတာမျိုးကိုအများအပြားပြုလုပ်တင်ပါတယ်ပြီးတော့ကိုတယောက်တည်းရှိနေတဲ့အချိန်ကလည်းအရင်ရင်ကြည့်ပါတယ်ကိုတယောက်တည်းအနားယူနေတဲ့အချိန်မှာသဘာဝနဲ့ထိတွေ့တာ ပြီးတော့တယောက်တည်းလမ်းလျှောက်ထွက်တာသို့မဟုတ်တစ်ပင်အောက်မှာထိုင်တာစသဖြင့်ပြုလုပ်လို့ရပါတယ်အဲ့လိုတယောက်တည်းရှိနေတဲ့အချိန်မှာဝင်နေစေမဲ့တခြင်းနေအာကိုယ့်ရဲ့ စိတ်ခံစားချက်တွေကိုပြောင်းလဲသွားစေမယ့်ရုပ်ရှင်တွေအဲ့လိုဝမ်းနည်းစရာကောင်းကြေကွဲစရာကောင်းလမ်းဆွေးစရာကောင်းတဲ့တချင်းနေနားထောင်တာမျိုးကိုရှော့ပေးပါအဲ့လိုမျိုးရုပ်ရှင်တွေကိုလည်းကြည်တာမျိုးကိုရှော့ပေးပါလို့ချမ်းတော့ပြောချင်ပါတယ်ဆိုတော့ချမ်းဆိုလို့ရှိရင်ဝမ်းနည်းစေမယ့်တချင်းတွေဘယ်တော့မှနားမထောင်ဘူးပေါ့နော်အဲ့လိုဝမ်းဝမ်းနဲ့စီမဲ့တခြင်းနားထောင်လိုက်ရင်အဲ့လိုအိမ်ကိုလွမ်းသွားတာမျိုးတစုံတယောက်ကိုလွမ်းသွားတာမျိုးအဲ့လိုစိတ်ထဲမှာအဲ့လိုဖြစ်သွားလို့ရှိရင်ဒါကိုယ့်ရဲ့ energy ကြီးကြတယ်ပေါ့နော် energy ကြသွားလို့ရှိရင်အဆင်မပြေဘူးပေါ့နော်ဒါကြောင့်မို့လို့ တယောက်တည်းရှိနေတဲ့အချိန်မှာကိုယ့်ရဲ့အတွေးတွေနဲ့ကိုယ်လုပ်တဲ့လှုပ်ဆောင်ချက်တွေကိုဂရုစိုက်ပြီးတော့မှ positive vibe ရအောင် positive vibe ကိုရစေမယ့်အပြုမူတွေကိုပဲလှုပ်ဆောင်သင့်ပါတယ်။ကိုယ့်ရဲ့ creative thinking စိတ်ကူးဉာဏ်ကိုမျိုးစေမယ့်အရာတွေဖြစ်တဲ့သချင်းလေးတွေနားထောင်တာပျော်ရွှင်စေမယ့်သချင်းတွေနားထောင်တာပြီးတော့ကိုယ့်ရဲ့ creative thinking ကိုပို့ပြီးတော့မှတိုးတက်လာစေမယ့်ရုပ်ရှင်တွေကြည့်တာပြီးတော့ podcast တွေနားထောင်တာအဲ့လိုမျိုးလေးတွေလုပ်ပေးလို့ရပါတယ်။နောက်တစ်ခုကတော့ practice gratitude ပါ ကျန်းရံဗီဒီယိုထဲမှာတော့အများအန်းတွေ့ရမှာပါကျေးဇူးတရားလေးကျင့်ခြင်းအဲ့တော့မပျော်ရွှင်တဲ့လူတွေအကုန်လုံးကိုကြီးလိုက်မယ်ဆိုလို့ရှိရင်သူတို့ကသူတို့ထက်တာနေတဲ့လူသူတို့ထက်တော်နေတဲ့လူသူတို့ထက်ရှေ့ရောက်နေတဲ့လူတွေနဲ့နှိုင်းရှင်ပြီးတော့မှသူတို့မှာရှိတဲ့အရာတွေကိုမမြင်မဲနဲ့မှကိုယ့်ကိုမကြင်မနဲ့တွေဖြစ်ပြီးတော့မပျော်ရွှင်မပျော်မရွှင်ဖြစ်နေကြတာပေါ့နော်အဲ့တော့ practice gratitude ဆိုတာကလည်း basic thing ကိုနေတိုင်းလုံးဆောင်ရမယ့်အရာတွေမှာပါပါတယ်ဆိုတော့ကိုယ့်မှာရှိတဲ့အရာလေးတွေကိုမြင်အောင်ကြည့်ရမယ်ကိုယ့်မှာရှိတဲ့အရာလေးတွေကိုကျေးဇူးတင်တတ်ရမယ်တန်ဖိုးထားတတ်ရမယ် appreciate လုပ်တဲ့ရမယ်ပေါ့နော်ဥပမာအားဖြင့်မနက်ခင်းအိပ်ရာထလာတဲ့အချိန်မှာဒီနေ့ထပ်ပြီးတော့ရှင်သန်လာတဲ့အတွက်ဒီနေ့အဖို့ကုသိုလ်တွေလုပ်လို့ရမယ်ထပ်စူးစမ်းခွင့်ရအောင်မယ်ဆိုတဲ့အတွက်ဒီနေ့ရှင်သန်လာတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲညအခါမှာနွနွထွထွအိပ်ခဲ့ရတဲ့အတွက်ကျေးဇူးတင်ပါတယ်အဲ့တော့ကို့မှာရှိနေတာတွေကိုမြင်အောင်ကြည့်နိုင်လို့ရှိရင် ကိုယ့်ကိုယ်ကိုပြည့်စုံတယ်လို့ခံစားလိုက်ရမှာပါအမှန်တကယ်တော့လူတိုင်းကလိုအပ်တာတွေအကုန်လုံးရှိပြီးသားပါအဲ့တော့ကိုယ့်ထက်တာနေတဲ့လူတွေနဲ့နှိုင်းရှင်းတာမျိုးမလုပ်ဘဲနဲ့ကိုယ့်မှာရှိတဲ့အရာတွေကိုတန်ဖိုးထားမြင်အောင်ကြည့်ပြီးတော့မှ practice gratitude နော်တိတိလေးအစားကျေးဇူးတရားတည်တခြင်းဆိုတဲ့အလေးချင်းကိုနေ့တိုင်းလှုပ်ဆောင်ပေးခြင်းဖြင့်ကိုယ့်ရဲ့ဒါ energy တွေတက်လာစေပြီးတော့မှရှင်မှုဆိုတဲ့စိတ်ခံစားချက်တွေကိုလည်းရရှိလာမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုယ့်ရဲ့တိတိလေးအစားနော်ဒီခန္ဓာကိုယ် appearance ကအစကိုလှုပ်လိုက်တဲ့အရာတွေကအစား အများကြီးအများကြီးပေါ့နော်ရှိသမျှဟိုကိုယ့်ဘဝမှာနောက်နောက်ဘာမှမရပဲနေကိုတွေ့ကြုံခဲ့ရတဲ့သင်ငန်းစာတွေကိုလည်းကျေးဇူးတင်တတ်ဖို့ကိုယ်နာကျင်အောင်လုပ်ခဲ့တဲ့လူတွေကိုလည်းကျေးဇူးတင်တတ်ဖို့အမှန်ငယ်တော့ဘယ်သူမှမုန်းစရာလည်းမကောင်းဘာမှလည်းအဲ့လောက်ထိဟိုအညှိုးအတေးတွေလည်းထားစရာမကောင်းဘူးပေါ့နော်ကိုယ်ကိုလက်ဆင့်ပေးသွားတဲ့လူတွေကနောက်ဒါမျိုးထပ်မဖြစ်အောင်တည်အောင်သင်ပေးသွားတဲ့လူတွေကြီးပဲပေါ့ဒါကြောင့်မို့လို့အကုန်လုံးက practice gratitude လုပ်ရမယ့်အရာတွေကြီးပဲပေါ့နော်ဒါကြောင့်မို့လို့ အမြဲတမ်းသတိကပ်ပြီးတော့မှမနဲ့အိယာထားတဲ့အခါတွေမှာပြီးတော့ညအိယာဝင်တဲ့အချိန်တွေမှာပြီးတော့သတိရတဲ့အချိန်တိုင်းမှာ practice gratitude လုပ်ပေးဖို့အတွက်ချမ်းကပြောချင်ပါတယ်ဒါလည်းချမ်းရတဲ့နေ့တိုင်းတော့လုပ်ပါတယ်နောက်တစ်ချက်အနေနဲ့ကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုယ့်ရဲ့စားသောက်နေထိုင်မှုပုံစံတွေကိုဂရုစိုက်ရမှာပဲဖြစ်ပါတယ်အဲ့တော့ကိုယ်ကအမြဲတမ်းပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်ချင်ပေမဲ့ကိုယ်ကအိမ်မက်တွေအကြီးရှိပေမဲ့ manifestation တွေအမြဲတမ်းလုပ်ပေမဲ့ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုဂရုမဆိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါတွေကဘယ်တော့မှပြည့်လာမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကိုယ့်ခန္ဓာကိုယ်မှာတစ်ခု ခုခြုံရင်းနေပါလျက်ကိုရဲ့ကိုခန္ဓာကိုယ်မှာတခုခုချုံယွင်းနေပြီဆိုလို့ရှိရင်ကိုစိတ်ခံစားချက်တွေကဘယ်တော့မှကောင်းမွန်တဲ့ဘက်ကိုတွေးနိုင်မှာမဟုတ်တော့ဘူးပေါ့နော်။ဒါကြောင့်မလို့စားတောက်တဲ့ပုံစံတွေကိုပြောင်းလဲပြရမယ်။အဲ့တော့ဟိုဂယုတစိုက်စားပြရမယ်။စားချိန်မှန်မှန်စားပြရမယ်။နောက်တစ်ခုကကြတော့ကိုရဲ့နေထိုင်မှုပုံစံဂျင်သွားကြရှိရသွားရမယ်။ကိုရဲ့ကိုလက်လှုပ်ရှားမှုပုံစံလေးတွေကိုအဆက်မပြတ်လုပ်ပေးရမှာပဲဖြစ်ပါတယ်။အဲ့လိုကိုလက်လှုပ်ရှားမှုရှိတဲ့ အချိန်တွေမှာ energy တွေတက်စီပြီးတော့မှအပေါင်းဘက်သဘောဆောင်တဲ့ frequency တွေကိုထုတ်လွှတ်ပေးနိုင်တာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကတော့လက်ရှိအချိန်ကို focus လုပ်ရမှာပဲဖြစ်ပါတယ်။ focus on the present movement မှာလူတွေမပျော်ရှင်ရတဲ့အကြောင်းရင်းတွေကတခုကတော့အနာဂတ်ကိုတွေးပြီးတော့ပူနေတာမျိုးသို့မဟုတ်အတိတ်ကိုတွေးပြီးတော့ပူလောင်နေတာမျိုးတွေကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အတိတ်ဆိုတာလည်းပြင်ရတဲ့အရာလည်းမဟုတ်တော့ဘူး။အနာဂတ်ဆိုတာလည်းကိုအခုလုပ်နေတဲ့အရာတွေပေါ်မှာမူတည်တာဖြစ်တဲ့ကြောင့်မလို့အခုလုပ်နေတဲ့ အပြုတ်မှုတွေအခုတွေးနေတဲ့စိတ်ခံစားချက်အတွေးတွေကိုပြောင်းလဲပြစ်လိုက်မယ်ဆိုလို့ရှိရင်အနာဂတ်မှာလည်းကိုထင်ထားသလိုကိုဖြစ်ချင်သလိုဖြစ်လာမယ်ဆိုတာသိကြပေါ့ပဲပေါ့နော်ဒါကြောင့်မို့လို့အနာဂတ်ကောအတိတ်ကောမတွေးဘဲနဲ့လက်ရှိ အချိန်မှာကိုဘာလုပ်နေလဲဘယ်လိုခံစားချက်တွေတွေးနေလဲဆိုတာကိုသတိကပ်ပြီးတော့မှကောင်းမွန်တဲ့အရာတွေတွေးဖို့ကောင်းမွန်တဲ့စိတ်ခံစားချက်တွေကိုရရှိဖို့ပြီးတော့ကောင်းမွန်တဲ့စကားတွေပြောဖို့ကောင်းမွန်တဲ့အလုပ်တွေလုပ်ဖို့ပြီးတော့ကိုယ်ရည်မှန်းချက်ကိုရရည်မှန်းချက်ရှိတယ်ဆိုလို့ရှိရင်ကိုယ်ရည်မှန်းချက်ကိုဖြစ်ပေါ်စေမဲ့ action တွေကိုချက်ချင်းထားလုပ်ဖို့အတွက်အရေးကြီးပါတယ်ဒါကြောင့်မလို့ present အာ focus on the present moment ဖြစ်ဖို့အတွက်အရင်ရည်ကြည့်ပါတယ်။နောက်တစ်ခုကိုကိုကိုပျော်ရွှင်စေဖို့ပျော်ရွှင်နဲ့စိတ်ခံစားချက်ရဖို့ကကိုကိုကိုလက်ခံတတ်ဖို့လိုပါတယ်။ကိုကိုကိုလက်ခံတတ်ဖို့ဆိုတာကတော့ဒါစေချောတက်အရွယ်မှာကတော့နည်းနည်းအာ challenge တစ်ခုလိုဖြစ်ပေမဲ့ဒီဗီဒီယိုကိုကြည့်နေတဲ့လူအနေနဲ့ကတော့ကိုယ့်ကိုလက်ခံတက်ရမယ်ဆိုတဲ့အသည့်ဝင်သွားဖို့အတွက်ချမ်းရတော့မျှော်လင့်ပါတယ်အဲ့တော့အရင်ဆုံးကလည်းချမ်းဆိုလဲကိုယ့်ကို အာလက်မခံခြင်းဘူးပေါ့နော်ကိုယ့်ရဲ့ appearance တွေကိုလက်မခံခြင်းဘူးအာကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုလက်မခံခြင်းဘူးပေါ့နော်ကိုယ့်ရဲ့အာဖြစ်တည်မှုကိုနေထိုင်တဲ့ပုံစံနေထိုင်တဲ့ပတ်ဝန်းကျင်တွေကိုလက်မခံခြင်းဘူးဒါပေမဲ့ကိုယ့်ကိုလက်ခံခြင်းကအများကြီးပြောင်းလဲစေပါတယ်ဆိုတော့ကိုယ့်ရဲ့ဖြစ်တည်မှုကို ကိုယ်လက်ခံမှာအဲ့ဒီဖြစ်တည်မှုကစိုးတာတွေလှတာတွေမရှိဘဲနဲ့ unique ဖြစ်တယ်ဆိုတာကိုလက်ခံရမှာပဲဖြစ်ပါတယ်ဆိုတော့ be be real be unique ဆိုတဲ့စကားလေးကိုမမေ့ပါနဲ့အဲ့တော့ကို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 ယ့်ရဲ့ပုံစံတိုင်း ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်းရှင်သန်မယ်ဆိုလို့ရှိရင်တော့ကိုကတဖြည်းဖြည်း unique ဖြစ်လာမှာပါကိုကိုကို unique ဖြစ်တယ်ထူးခြားတယ်ကိုကဘယ်သူနဲ့မှမတူ I'm different from others I'm unique ဆိုတဲ့အတွေ့အလဲဝင်သွားပြီဆိုလို့ရှိရင်ကိုကို confident လည်းရှိလာမှာဖြစ်ပြီးတော့မှကိုလုံးချင်တဲ့အရာတွေကို confident ရှိရှိလုပ်လာနိုင်မှာပဲဖြစ်ပါတယ်အဲကြောင့်မို့လို့ကိုယ့်ရဲ့ဖြစ်တည်မှု ကိုယ့်ရဲ့ appearance တွေအကုန်လုံးကိုလက်ခံပြီးတော့မှရှင်သန်မှုအတွက်ပြောချင်ပါတယ်နောက်တစ်ချက်ကတော့အကောင့်မြင်မှုလိုတာပါအဲ့တော့အခုလိုမျိုး social media တွေအရန်ထွန်းကားလာတဲ့ခေတ်ကြီးမှာလူတစ်ယောက်နဲ့တစ်ယောက်အကောင့်မြင်မှုဆိုတာတော်တော်လေးခက်ခဲလာကြပါတယ်ဆိုတော့အကောင့်မြင်တတ်ဖို့ကတော်တော်လေးဥမှအကောင့်မြင်နေဆိုတာကပျော်ရွှင်မှုရဲ့အဓိကကြရတဲ့တော့ချက်ထဲမှာလည်းပါဝင်ပါတယ် ဘဝမှာအဆင်မပြေတာတခုကြုံတွေ့ပြီဆိုလို့ရှိရင်ဒုက္ခလိုတမနေပဲနဲ့ဒါကနောက်ထပ်ပိုကောင်းမဲ့အရာတွေကိုဖြစ်လာစေမဲ့အရာလို့အကောင်းဘက်ကလှည့်တွေးလိုက်လို့ရှိရင်ကိုယ့်ရဲ့မြင်နဲ့ရှုထောင့်ကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီအရာတွေကလည်းပြောင်းလဲသွားမှာပါအဲ့တော့အာအမြဲတမ်းချမ်းတွေ့ဘူးရယ်ပေါ့နော်ချမ်းရဲ့ဦးလေးတွေကတယောက်ဆိုလို့ရှိရင်သူ့ဘဝအမြဲတမ်းအဆင်မပြေဘူးဖြစ်နေတယ်အခုချိန်ဒီလည်းအဆင်မပြေဘူးဘာဖြစ်လို့လဲဆိုတော့သူကငငယ်တည်းကယုံကြံရတယ်အဲ့ဒီယုံကြံရတဲ့အလှယ်ရောက် သူ့မှာအကောင်းမြင်စိတ်တွေမရှိတော့ဘူးအများရန်သူ့ဘဝကိုသူမကြည်မနှက်ဖြစ်တယ်အကောင်းမမျိုးအများရန်ဒုက္ခပဲဒုက္ခပဲဆိုတာတော့တားတယ်ပေါ့နော်အဲ့တော့စကားနောက်တရားပါဒုက္ခပဲဆိုတာကိုမတားဘဲနဲ့ကိုယ့်ရဲ့ဖြစ်နေတဲ့အခြေအနေတွေကိုယ့်ရဲ့ဘဝအခြေအနေတွေကိုကိုယ့်ရဲ့ perspective ရှုထောင့်ပြောင်းပြီးတော့မြင်လိုက်မယ်ဆိုလို့ရှိရင်အကောင်းဘက်ကနေလှည့်တွေးလိုက်မယ်လက်ခံလိုက်မယ်ဆိုလို့ရှိရင်တော့ပိုကောင်းမွန်တဲ့ opportunity တွေကကိုယ့်စီကိုရောက်လာမှာဖြစ်ပြီးတော့မှကောင်းမွန်အဆင်ပြေတဲ့ဘဝတစ်ခုကိုရရှိစေမှာပဲဖြစ်ပါတယ်အဲကြောင့်မလို့ချမ်းဆိုအများရန်သူ့ကိုတွင့်ပြောတယ်ပေါ့နော်တစ်ခုခုအဆင်မပြေဖြစ်တိုင်း ဒုက္ခပဲဒုက္ခပဲကိုမတနဲ့ပေါ့နော်အဲ့ဒီအတွေ့ကိုတတိကပ်ပြီးတော့ဖြောင်းဆိုပြီးတော့မှချမ်းအမြဲတမ်းပြော့ပြပေးရတယ်ပေါ့နော်ဒါကြောင့်မို့လို့အရာရာအတိုင်း ဘယ်ကိစ္စမဆိုအကောင့်ဘက်ကလှည့်တွေးလိုက်လို့ရှင်ကိုတွက်ကအကောင့်ဝင်တဲ့ယာတွေ attract လုပ်နိုင်လာမှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီ video ထဲမှာမျှဝေထားတဲ့အချက်တွေကတော့ good vibe happy life ကိုရရှိစေမယ့်အချက်တွေပဲဖြစ်ပါတယ်ဆိုတော့ဒီအချက်တွေကိုချမ်းကချမ်းဖတ်ထားတဲ့စာအုပ်တွေတွေကနေပြီးတော့မှ sharing လုပ်ပေးထားတာပဲဖြစ်ပါတယ်ဆိုတော့လူတိုင်းကကောင်းမွန်ပျော်ရွှင်တဲ့ဘဝတစ်ခုကိုရရှိချင်တာပဲဖြစ်ပါတယ်ဆိုတော့ကောင်းမွန်ပျော်ရွှင်တဲ့ဘဝတစ်ခု agent တရားတဲ့ဘဝတစ်ခုကိုရရှိဖို့ဆိုလို့ရှိရင်အဲ့ဒီအချက်တွေကိုလိုက်နာပြီးတော့မှကျင့်ရမှာပဲဖြစ်ပါတယ်ဆိုတော့အများအားအစိုးမြင်တဲ့လူတယောက်ကသူ့ဘဝမှာဘယ်တော့မှပျော် ်ရှင်ရမှာလည်းမဟုတ်သလိုသူဖြစ်ချင်တဲ့အရာတွေကလည်းဖြစ်လာဖို့အတွက်ဒါနှောက်နေမေပေါ့နော်ဒါကြောင့်မလို့ကိုက manifestation နေလဲပြုလုပ်နေတယ်ဆိုလို့ရှိရင်တော့ဒီ ချမ်းပြောက်သွားတဲ့အခြေခံအချက်တွေကိုလိုက်နာပြီးတော့မှတိတိကျကျ the practice gratitude အဲ့ဒါအဲ့ဒီအရာတွေကိုတိတိကျကျနေ့စဉ်ကျင့်သုံးမယ်ဆိုလို့ရှိရင်တော့ကို manifestation လုပ်နေတဲ့အရာတွေလည်းပြည်လာမှာဖြစ်ပြီးတော့မှကိုယ့်ရဲ့အတွေးတွေကိုပြောင်းလဲနိုင်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုပြောင်းလဲလာနိုင်မှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကိုပြောင်းလဲနိုင်ပြီဆိုလို့ရှိရင်အဲ့ဒီလှုပ်ဆောင်ချက်တွေကနေတဆင့်ကိုယ့်ရဲ့အကျင့်တွေဖြစ်သွားပြီးတော့မှအဲ့ဒီအကျင့်တွေကကိုယ့်ရဲ့ဘဝကိုကောင်းမွန်တဲ့ဘဝစီကိုဖန်တီးပြီးတော့မှာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ကိုယ့်ရဲ့အတွေးတွေကနေပြီးတော့မှကောင်းမွန်တဲ့အတွေးတွေဖြစ်အောင်စတင်ပြီးပြောင်းလဲဖို့လိုတာပဲဖြစ်ပါတယ်ဆိုတော့ဒီ PD ီယိုလေးကိုကြည့်ပြီးသွားပြီဆိုလို့ရှိရင်လည်းဒါကိုကို remind လုပ်တယ်လို့မျိုးဖြစ်သွားမယ်လို့ channel တော့မျှော်လင့်ပါတယ်။ Class you my next vlog ပါ။ Thank you for watching my video. Okay. နောက်ထပ် video တွေမှာလည်းဒီလိုအကျိုးရှိတဲ့အရာလေးတွေနဲ့ပြန်လာခဲ့ပါမယ်။ Bye bye. Have a good day. Bye.